မေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားနိုင်ငံပတ်ဝန်းကျင်နဲ့အထက်လေးပိုင်းနက်တစ်ခုလုံးကို လုံးဝပိတ်ပင်ထားတယ်လို့စနေနေ့မှာကြေညာခဲ့တဲ့အတွက်ဗင်နီဇွဲလားနိုင်ငံသားတွေအမျက်ထွက်နေကြပါတယ်။ကာရာကပ်မြို့တော်ကမန်နူအယ်ရိုမဲရိုဟာဒါဟာတရားမျှတမှုမရှိပါဘူး။ဗင်နီဇွဲလားပြည်သူတွေမှာဘာအပြစ်မှမရှိဘဲဆုံးရှုံးစရာရှိရင်သူတို့ပဲဆုံးရှုံးရအောင်မယ်လို့ပြောပါတယ်။ဒေသခံနောက်တဦးဖြစ်တဲ့ကာမန်ကက်စတီလိုကလည်းဒါဟာသူတို့ကိုအများကြီးထိခိုက်တယ်လို့ပြောပါတယ်။ ြည်ပရောက်နေသူဗင်နီဇွဲလာအများပြားဟာလည်းခရစ်မတ်ကာလအိမ်ပြန်ကျင်ကြပြီးဗင်နီဇွဲလာကသူတွေလည်းမိသားစုနဲ့တွေ့ဆုံဖို့ခီးသွားဖို့စီစဉ်ထားတာတွေရှိနေကြတယ်လို့ပြောသွားပါတယ်။တမနာထရန့်ကဗင်နီဇွဲလာလေပိုင်နဲ့ပိတ်သိမ်းတယ်လို့သူ့ရဲ့ True Social လူမှုကွန်ရက်စာမျက်နှာမှာကြေညာခဲ့တာဖြစ်ပေမဲ့အသေးစိတ်တော့မပြောထားပါဘူး။ဗင်နီဇွဲလာဆိုရကတော့တမနာထရန့်ရဲ့မှတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီးနိုင်ငံအချုပ်အခြာအာဏာကို ထိခိုက်တဲ့ကိုလိုနီချင်းချောက်မှုဖြစ်ပြီး ိုင်ငံတကာဥပဒေနဲ့လည်းညီညွတ်မှုမရှိဘူးလို့ပြောခဲ့ပါတယ်။ရိုက်တာသတင်းဌာနကဆက်သွယ်ခဲ့တဲ့အမေရိကန်ယာရှိတွေကတော့ထရန့်ရဲ့ကြေညာချက်ကိုသူတို့အံ့အားသင့်ခဲ့ရပြီးလေကြောင်းပိတ်သိမ်းရတဲ့အထိလက်တလောအမေရိကန်စစ်ရေးအစီအစဉ်ကိုသူတို့မသိရှိဘူးလို့ပြောပါတယ်။ဒါနဲ့ပတ်သက်လို့ပင်နဂုံကိုမှတ်ချက်ပေးဖို့တောင်းခံမှုကိုတုံ့ပြန်ခြင်းမရှိခဲ့သလိုအင်ဖြူတော်ကလည်းနောက်ထပ်ရှင်းလင်းချက်မပေးခဲ့ပါဘူး။ဒီကြေညာချက်ဟာ ဗင်နီဇယ်လားကမ်းလွန်မှာမူရစေဝါတည်ဆောင်တယ်လို့အမေရိကန်ကယူဆတဲ့ဆက်လေတွေကိုလာပေါင်းများစွာတိုက်ခိုက်နေခဲ့ပြီးနောက်ထွက်ပေါ်လာခဲ့တာပါဒါဟာဗင်နီဇယ်လားသမ္မတနီကိုလက်စ်မာရူဒိုအပေါ်အမေရိကန်အစိုးရကဖိအားပေးနေတဲ့နောက်ဆုံးနည်းလည်းဖြစ်ပါတယ်ထရန့်အစိုးရကတော့သမ္မတမာရူဒိုကိုအမေရိကန်ပြည်သူတွေထိခိုက်ဒေဆုံးစေတဲ့တရားမဝင်မူရစေဝါတွေထောက်ပံ့မှုမှာပါဝင်ခဲ့သူအဖြစ်ပုံဖော်နေပြီး မာဒူရိုကတော့တရားမဝင်မှုရဲ့ဈေးမှုတွေနဲ့သူလုံးဝဆက်ဆက်မှုမရှိဘူးလို့ညင်းဆိုထားပါတယ်။အမေရိကန်စိုးရကစဉ်းစားနေတဲ့ရွေးချယ်စရာတွေထဲမှာမာဒူရိုကိုဖြုတ်ချဖို့ကြိုးပမ်းမှုလည်းပါဝင်နေပြီးကာရီဘီယံဒေသမှာစစ်အင်အားအကြီးအကျယ်တိုးမြင့်နေတာဟာအမေရိကန်စစ်တပ်ကစစ်စင်ရေးအဆင့်အတစ်တစ်ခုစတင်ဖို့အသင့်ပြင်ထားတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။စနေနေ့ကပိုတိုရီကိုနိုင်ငံမှာရှိတဲ့ အရင် Roosevelt Road ရတဲ့အခြေစိုက်စခန်းမှာ American စစ်တပ်တွေလှုပ်ရှားနေတာကို တွေ့ခဲ့ရပါတယ်။သမ္မတ Trump ကဒီအပတ်အစောပိုင်းက American နိုင်ငံဟာမကြာခင်ကမှ Venezuela မူရစေဝါကုန်ကူးသူတွေလို့တန်တရားရှိသူတွေကိုမြေပြင်စစ်စင်ရေးတွေနဲ့စတင်တားဆီးတော့မယ်လို့ American တပ်ဖွဲ့ဝင်တွေကပြောကြားထားပါတယ်ခင်ဗျာ။